ကဲမင်္ဂလာပါမျိုးတို့ရေဒီကနေ့ရတော့ဗောနော်ကျွန်တော်တို့ဟောတာနှမျိုးစလုံးကတော့အကုန်အောင်တယ်လို့ပြောရမှာဗောနော်ကျွန်တော်ပြောတယ်ဒီမှာမတူတဲ့အတွက်အပေါ်အောက်ပြီးရမယ်ဆိုရယ်အပြင်ကိုသူကဒီ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 တန်းလေးနော်ဒီတန်းလေးမှတ်မိရယ်နော်ကျွန်တော်မနေ့ကဒီမှာကျွန်တော်ပြောခဲ့အဲဒီကောင်မတူတဲ့အတွက်ဒီဒီကုကပြီးရမယ်ဒါပေမဲ့ဒီနှစ်ခုရင်ပြီးအောင်မကောက်ဒီသူ့အခွေရပါထပ်ပြီးတယ်နော်ဟိုဟာဒီကောင်က 6အဲဒီမှာ3ည6เนาะ3ည6ဆိုပြီးရပြီတော့52ဆိုပြီးတော့လည်းအခွေအနေနဲ့ထပ်ပြီးတယ်เนาะဒီ20တွေကကျွန်တော်ဆိုရင်ဆိုရင်ဒီကြီးကြီးနဲ့เนาะအောင်ဟိုပါအောင်သွားတယ်ပေါ့ဒါပေမဲ့ကျွန်တော်တို့တင်ကွက်မှာတော့ကျွန်တော်က6 6 5ရယ်9ရယ်9နှစ်ကဲဆိုပြီးကျွန်တော်ပေးခဲ့တယ်တိုးတော်ညာလည်းအဲဒါဒါအတင်ကွက်ဒုတိယတင်ကွက်ကဒီမှာ63ရယ်60ရယ်90ရယ်90ခွန်ရယ်ဆိုပြီးကျွန်တော်ပေးခဲ့တယ်ထမ60ဒါပေမဲ့သူက3ည6ထွက်တယ် เนาะဒီမှာကီးထိတ်ကကီးအနေနဲ့ပဲထွက်သွားတယ်เนาะ6ခုဟုတ်လားအဲကီးအနေနဲ့ပဲထွက်သွားတယ်6ခုเนาะဒီတန်းလေးကလည်းမှန်သွားခဲ့တယ်ဟုတ်လားနောက်တစ်ခါဗရိတ်ကလည်းမှန်သွားတယ်အရင်ဗရိတ်ပဲအောင်နေเนาะအဲ့တော့ဒီကနေ့တော်တော်များများအောင်နေဆိုပြီးလာပြောကြတယ်တချို့ကြတော့လေမယူရဲ့စံသားပဲထိတ်ကိုဟိုထိတ်တဲ့အတိုင်းပဲထိုးလိုက်တယ်တဲ့ကျွန်တော်အများအမ်းပြောကီးထိတ်လို့ပြောထားတယ်เนาะကီးဘက်ကိုထိတ်ဘက်ကိုတင်ထိုးကီးဘက်ကိုညံထိုးเนาะကျွန်တော်တို့ကတော့ဟို ဒီဒီကောင်းရဒီကောင်းရကျွန်တော်ဥစားပေးထိုးလိုက်တယ်ကျန်တဲ့အကွက်ကလေးတွေကတော့ကျွန်တော်မထိုးဖြစ်ဘူးပေါ့နော်အဲအဲ့မှာကျွန်တော်တို့ဟိုပြောခဲ့တယ်မှာဒီမှာ6 9တူသလိုဒီမှာလည်း6 6တူနေရတဲ့ဒီမှာ6 9တူသလိုဒီမှာ6 6တူနေရတဲ့ကျွန်တော်6 6ကိုပို့ပြီးအားထားမယ်ဆိုပြီးကျွန်တော်အပေါ်တင်လိုက်တယ်နော်ထိုးတူပဲကျွန်တော်တို့ main main ကွက်ကဒီဒီ3ကွက်အဲနောက်တစ်ခါဒုတိယအရန်ပရိတ်နဲ့ကြတော့ဒီ4ကွက်နော်ဆိုပြီးကျွန်တော်ထုတ်ပေးခဲ့တယ်เนาะနောက်တစ်ခါမွေးပရိတ်ကလည်းကျွန်တော်တို့ခွန်ပရိတ်เนาะခွန်ပရိတ်အောင်သွားပြီဟုတ်လား ်ဒီတန်းလေးပဲကျွန်တော်ကြံနေပေါ့နော်အဲ့နဲ့မှတော်တော်များများတော့အောင်ကြတယ်ရကြတယ်လို့တော့ကြားပါတယ်နော်ကဲအဲ့တော့ဒီကနေ့လည်းကျွန်တော်20တက်ကလေးပဲပြပါမယ်နော်20တက်ကလေးတွေပြရတာတော့ဟိုခုနပြောလို့ပေါ့ပိတ်ရက်ကလေးရှိရအတွက်နည်းနည်းတော့တတိထားပြီးကစားစီခြင်းနဲ့ဩတို့ပဲရောက်တာကလကတ်ကတ်တာမြရလုံးဝအခြေအနေမကောင်းတော့လောက်ရတာဆင်းမပြေကဲအဲ့တော့ကျွန်တော်20လေးစမယ်ဗျနော်အဲအဲ့တော့ကျွန်တော်20လေးစမယ်20လေးစမယ်ဆိုတာက ဘယ်လိုစရမလဲဆိုရင်နော်၄၄၃ည၃ည၃ညနေစမယ်ဗျာနော်ကျွန်တော်အနည်းဆုံးဒီကောင်က9ကြိမ်တိတိတော့အဲ9ကြိမ်တိတိတော့မှန်သွားပြီဗောနော်အခုတော့ထားနေဆို7ကြိမ်မြောက်ဗောနော်မှန်လိမ့်မယ်လို့တော့ထင်ပါတယ်ကြဲအဲ့တော့တွေ့ကြည့်ရအောင်၄၃ည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 ၃၅၈၆၃၅၈၆၈၆6 9 3 6 9 5 3 5 3ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ် အဲ့တော့အဲ့ဒါကိုကျွန်တော်တို့ဘယ်လိုတွက်မလဲဆိုတဲ့အခါကျတော့ကျွန်တော်ပြမယ်နော်ဘယ်လိုတွက်မလဲဆိုတဲ့အခါကျတော့ဒီ၃ရဲ့ဒီ၆ကပေါင်းတော့၆၆နဲ့၅နဲ့ပေါင်းတော့၁เนาะ၁ဒီရဲ့ပါဝါက6เนาะ6ရဲ့နှက်ခတ်က9 9ရဲ့ပါဝါ4 1694ဆိုတဲ့ကဏန်းလေးလုံးရမယ်နော်ကဏန်းလေးလုံးရမယ်နောက်တခါဒီ3ညရယ်ဒီ9ရယ်ပေါ့9 9ရဲ့နှစ်ခက်က3 3ရဲ့ပါဝါ8 9 3 8အဲ့တော့အပေါ်တလုံးအောက်တလုံးပြီးရမယ်တဲ့အဲ့ဒါလေးကျွန်တော်တို့ပြီးမဲ့ပြီးကြည့်ရအောင်အဲ့ဒီမှာအပေါ်တလုံးအောက်တလုံးပြီးရမယ်ဆိုဘာထွက်သွားတယ်လဲဆိုတော့6 9တဲ့6 9 ဟာရီမာ6ဟာရီမာ5 65ဆိုပြီးဒီချိန်အောင်နေနောက်တစ်ခါ15 15 15နဲ့ဒီမှာ1ဒီမှာ5 15ဆိုပြီးတော့မနေ့ကောညာရောဒီတွင်နီးတရားအောင်လိုက်ပြန်ပါလေဗျကြိုက်ချင်တော့ယူပါတော့ဟို site ကတော့တွေ့တယ် site တွေ့လို့ကျွန်တော်ကောင်းလို့ခြားပြတယ်เนาะဒါပေမဲ့ပိတ်ရည်နေတော့နည်းနည်းသတိထားကြစားပါဘောเนาะအဲ့တော့ညမနေ့ခလေးအောင်ခဲ့ပါလေဗျเนาะကဲနောက်တစ်ပြန်တွေ့ပါမယ် င်း5 6 5 4 5 6 5 6တိခွန်ခွန်လေးတိခွန်ခွန်လေး38 66 38ဆိုဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့တွက်မယ်ဆိုရင်5နဲ့4နဲ့ပေါင်း9 9နဲ့6နဲ့ပေါင်းတော့5 9ရဲ့ပါဝါ3ည3ညရဲ့နှစ်ခက်ကခွန်ခွန်ရဲ့ပါဝါ2 9 3ည9 2ဆိုတဲ့၄လုံး ကဏ္ဍလေးလုံးအဲ့ဒီကဏ္ဍလေးလုံးကို နောက်ခတွဲပေါ်ရှာမယ်ဆိုရင်ဒီ၄ရဲ့ဒီ၆ရဲ့ပေါင်း၃ည၃ညရဲ့နှစ်ခတ်ကခွန်ခွန်ရဲ့ပါဝါ2၃ညခွန်နှစ်ဆိုပြီးဒီလိုမျိုးပြီးရမယ်တဲ့ကဲအဲ့မှာအပေါ်တလုံးအောက်တလုံးပြီးရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာတွေထွက်သွားတယ်ကြည့်ရအောင်၄လေး၄လေးတဲ့မအောင်ပါဘူးဗျ၃ညတုံညတုံညတုံညတဲ့ဟဲ့မှာ၃ညဟဲ့ဒီမှာ၃ညနော် တုံညတုံညဆိုပြီးတော့ကျွန်တော်တို့အောင်ခဲ့ပါတယ်ဗျဟုတ်ပြီနော်ကဲနောက်တစ်ပြောင်းတွက်ပါမယ်တုံညငါ39တုံညငါ39 39တုံညာ၈2 4တုံညာ၈2 4 2 3 6 9 2 3 6 9 6 9ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ပါတယ်အဲ့ဒါကိုကျွန်တော်တို့တွက်မယ်ဆိုရင်ဒီ3နဲ့ဒီ4နဲ့ပေါင်း9 9နဲ့ဒီ6နဲ့ပေါင်း3 9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  3ရဲ့ပါဝါ8 8ရဲ့နခက1 1ရဲ့ပါဝါ6 3 8 6ဆိုတော့ဒီလေးလုံးရတယ်အဲ့ဒါကိုနောက်တွဲကနန်းရှာမယ်ဆိုရင်ဒီ9ရဲ့ဒီ6ရဲ့ပေါင်း1 1 1ရဲ့နခက8 8ရဲ့ပါဝါ3 3 8 6နဲ့1 8 3နဲ့အပေါ်တလုံးအောက်တလုံးပြီးရမယ်ကဲအဲ့မှာကျွန်တော်တို့ဘာတွေထွက်သွားသလဲကြည့်တယ်ရအောင်2ခွန်း2ခွန်းနဲ့မအောင်ပါဘူး8 3 8 3နဲ့ဟောဟာဒီမှာ ဒီမှာ၈ဒီမှာ၃၈၃ဆိုပြီးကျွန်တော်တို့အောင်ခဲ့ပါတယ်ဗျနော်ကြည့်ချင်တော့ယူပေါ့နော်ကျွန်တော်ကတော့တွေ့တာလေးလေးမှန်များအကုန်ချက်ချပေးတာပဲနော်နောက်တစ်ခါ9 6ခွန်း9 6ခွန်း6 9ခွန်4ခွန်4ခွန်4 439 68 439 68ဆိုပြီးတော့ဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ် အဲ့ဒါကိုကျွန်တော်တို့တွက်မယ်ဆိုရင်6နဲ့4နဲ့ပေါင်း3ည3ညနဲ့9နဲ့ပေါင်းတော့9 9ရဲ့ပါဝါ4 9 4ရဲ့နှစ်ခက်က2 2ရဲ့ပါဝါခွန်9 4 2ခွန်ဆိုတော့ကီလေးလုံးရပါတယ်အဲ့ဒီရဲ့သူ့ရဲ့တွဲဖို့ပြန်ရှာမယ်ဆိုရင်ဒီ9ရဲ့ဒီ9ရဲ့ပေါင်း8ပါတဲ့8 8ရဲ့နှစ်ခက်က1 1ရဲ့ပါဝါ6 8 6ဆိုတာနဲ့ပြီးရမယ်တဲ့နော် 6 6နှစ်ခွန်ကို7 7 6နဲ့ပြီးရမယ်တကယ်ပြီးမယ်ပြီးကြည့်တယ်အောင်နှစ်တနှစ်တဟာဒီမှာနှစ်ဟာဒီမှာတနှစ်တ6 8 6ဟာဒီမှာ6ဟာဒီမှာ8 6တဟောညမနဲ့ထပ်အောင်မြန်ပါပြီတဲ့နော်ဟုတ်ပြီနော်ကဲနောက်တစ်ပြန်တော့တက်ပါမယ်ကဲနောက်တစ်ပြန်တော့တက်မယ်ဆိုရင်6 3 9 9 ကို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 တိရှိတိတိတိရှိတ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 ိကိုလေ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 ဆိုပြီးဒီလိုမျိုးကျွန်တော်ထပ်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ဒီ6ရဲ့ဒီတက်ကပေါင်းတော့3ည3ညနဲ့6နဲ့ပေါင်းတော့6ပါပဲတဲ့6ရဲ့ပါဝါ4 4ရဲ့နဲ့ခက်ခက်2 2ရဲ့ပါဝါခွန်6လေး2ခွန်ဆိုတဲ့ကီလေးလုံးရပါတယ်တဲ့အဲ့ဒါကိုတွဲပေါ်ရှာမယ်ဆိုရင်ဒီ3ရဲ့ဒီ6ရဲ့ပေါင်း နှစ်ပါတဲ့နှစ်နှစ်ရဲ့ပါဝါခွန်ခွန်ရဲ့ခက်ကတုံညနှစ်ခွန်တုံညဆိုတာ ਨੇ ပြီးရမယ်တဲ့ကဲဘာလို့ဆက်သွားလဲကြည့်ရအောင်၄ကို၄ကိုတဲ့အောင်သေးပါဘူးခွန်၄ခွန်၄တဲ့နော်ခွန်၄ဟာဒီမှာခွန်ဟာဒီမှာ၄ခွန်၄ဆိုပြီးတော့အောင်သွားခဲ့ပါရဲ့ဗျနော်နှစ်ကြိမ်နဲ့အောင်တာရှိသလိုတစ်ကြိမ်နဲ့လည်းအောင်တာရှိတယ်နော်ဒီကအောင်တော့အောင်နေပေါ့ဟုတ်လားကဲနောက်တစ်ခါကြည့်မယ်3 6 3 နေ့တော့63 63နေ့9နေ့9လေးတုံညတိရှိတိခွန်းတိရှိတိခွန်းဆိုဒီလိုမျိုးကျွန်တော်တို့ထပ်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်6နဲ့3နဲ့6နဲ့3ညနဲ့ပေါင်းတော့6တင်းနဲ့ပေါင်းတော့ခွန်ပါတဲ့ခွန်ရဲ့ပါဝါ2 2ရဲ့နက်ခက်4 4ရဲ့ပါဝါ9ခွန်2 4 9ဆိုတဲ့ကီလေးလုံးရပါတယ်တဲ့အဲ့မှာကျွန်တော်တို့တွဲပွားရှာမယ်ဆိုရင်ဒီ3ရဲ့ ဒီတက်ကပေါင်းတော့၄၄ရဲ့อืม sorry 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 ဒီမှာမှားနေเนาะကျွန်တော်ဒီမှာမှားပါတယ်ပြန်တွက်မယ်เนาะပြန်တွက်မယ်ခဏလေးကျွန်တော်မှားသွားတယ်ဒီပုံမှာကျွန်တော်ဒီမှာဒီမှာဒီမှာကောက်ထားတာမှားတာเนาะအဲ2တက်ခွန်မဟုတ်ပါဘူး2 4 9ပါတဲ့เนาะ sorry เนาะ2 4 9 2 4 9မှာကျွန်တော်တို့4 9ညောင်းမနေကိုအောင်တာပါအဲ့ဒါမှလည်းเนาะ ဟိုဘာဖြစ်လို့လဲဆိုတော့နှစ်ရက်နှစ်ခတ်ယူရမှာအောက်ကောင်ကနှစ်ခတ်ယူရမှာเนาะကျွန်တော်အောက်ကောင်ကိုပါဝါသွားယူလိုက်လို့ဒီမှာမှားတာလားเนาะ sorry เนาะအဲ့တော့ဒီမှာကျွန်တော်တို့နှစ်၄၉ဆိုတာနဲ့၄၉၄၂၇ဆိုတာနဲ့ပြီးရမယ်တဲ့အဲ့မှာကျွန်တော်တို့၄၉တဲ့ဒီမှာ၄ဒီမှာ၉၄၉ဟုတ်ပြီเนาะညမနဲ့အောင်တာဗတ်တောင်းလို့ကျွန်တော်ကြောင်းသွားတယ်เนาะနောက်တစ်ခါ၇၄၇၄ကဒီမှာ၇ဒီမှာ၄ဒီမှာ၇ဒီမှာ၄၇၄ဆိုပြီးတော့လဲအောင်နေเนาะအဲ့အဲ့အဲ့ဒါလေးကျွန်တော်မှားသွားတယ်เนาะအဲ့ အဲ့တော့ဒီမှာကျွန်တော်တို့ယူမယ်ဆိုရင်၄ရက်မက်ခတ်က2 2ရက်ပါဝါခွန်4နှစ်ခွန်နဲ့အဲ့မှာကျွန်တော်တို့ဘာတွေထွက်သွားသလဲဆိုတဲ့အခါကျတော့၄9ဟော၄9တဲ့၄9ဒီမှာ၄ဒီမှာ9၄9တဲ့ခွန်9 9ခွန်9ဒီမှာခွန်ဒီမှာ9ခွန်9ဆိုပြီးတော့ညမနေ့ကြည့်ပဲကျွန်တော်တို့၃ချိန်မြောက်ထပ်ပြီးအောင်မြန်ပါတယ်ဗျကဲနောက်တစ်ပြန်တွက်ပါမယ်၃8 6 3၃8 63တောင်းတောင်းရတိတိ33ညတိကို195တိကို195ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ဒီ6ရဲ့3ညရဲ့ပေါင်းတော့6ဒီ2ရဲ့ပေါင်းတော့8ပါတဲ့เนาะ8 6ရဲ့ပါဝါ3 3ရဲ့နှစ်ခက်က5 5ရဲ့ပါဝါ3ည8 3 5 3ဆိုတော့ကီလေးလုံးကိုတဲ့တွဲဘောရှာမယ်ဆိုရင်8နဲ့2နဲ့ပေါင်း3ည3ည1ခက်ကခွန်းခွန်ရဲ့ပါဝါ2 3ည9 2ဆိုတာနဲ့ ပြီးရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့3ည5 3ည5တဲ့ဟာဒီမှာ3ည5ဟာဒီမှာ5 3ည5တဲ့၄၁၄၁တဲ့၄၁မှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျเนาะဟာလားနောက်တစ်ပြင်တွက်ပါမယ်နေ9 10 9 10 10 3 6 7 7 3 6 7 7ติติ3ตองยะติติ3 အဲအဲကျွန်တော်နော်ဟိုဟာ၃ည6နှစ်5ပါတဲ့နော်ဆိုတော့ကျွန်တော်ခေါ်လိုက်တာလေးမှာပါလို့နော်၃ည6နှစ်5ဆိုပြီးတော့ဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်နော်ထွက်ထားတာကိုကျွန်တော်တို့တွက်မယ်ဒီတစ်ပတ်အတွက်ပေါ့နော်ဒီကနေ့အတွက်ကျွန်တော်တို့တွက်မယ်တွက်မယ်ဆိုရင်1ကဲ8ကဲပေါင်း9 9နဲ့2နဲ့ပေါင်း1 တရပါဝါ6 6ရဲ့နှစ်ခတ်က9 9ရဲ့ပါဝါ4 1 6 9 4ဆိုရဲကဏန်းလေးလုံးကိုတွဲပေါ်ရှာမယ်ဆိုရင်9ရဲ့1ကအ9ရဲ့1ကပေါင်း1တရနှစ်ခတ်က8 8ရဲ့ပါဝါ3 1 8 3ဆိုပြီးတော့ကျွန်တော်တို့ရပါတယ်တဲ့เนาะကဲအဲ့တော့ကျွန်တော်တို့ထိတ်စီးလေးတွေနဲ့ဒီကဏန်းလေးတွေကိုကစားကြည့်မယ်เนาะဒီမှာဆိုရင်ပြန်ကြည့်ရင်ဒီတွက်နေ့မှာဆိုရင်ညမနေ့အောင်ခဲ့တဲ့တစ်ကြိမ်နှစ်ကြိမ် ညမနဲ့အောင်ခဲ့တယ်ညမနဲ့အောင်ခဲ့တယ်ညမနဲ့အောင်ခဲ့တယ်တချိန်ဒီကောင်ကတော့ညမနဲ့ပဲအောင်မလားတချိန်နဲ့ပဲအောင်မလားတော့ကျွန်တော်တို့လည်းမပြောတတ်သေးဘူးပေါ့နော်ဒါပေမဲ့20 cycle ရတော့တကယ်တည်းကောင်းလို့ကျွန်တော်နားနေရရဲ့တမ်းမှာရှာရသမျှလေးတွေကိုကျွန်တော်ထုတ်ပြခြင်းဖြစ်တယ်အဲ့တော့ key take key take ကတော့ဒီမနဲ့ key take ကတော့ကျွန်တော်တို့ key ပဲဖြစ်သွားတယ်နော် take မဖြစ်ဘူးဟုတ်လား key take key take ကဘာရတယ်လဲဆိုတဲ့အခါကျတော့ နှစ်လေးကိုပါတဲ့ဒီထိပ်ကနော်ခုနတန်းလေးကိုကျွန်တော်တို့ဒီဘက်မှာပြန်ပြောင်းရေးမယ်169 6လေးပေါ့169 6လေးဟုတ်ပြီအောက်တန်းက183 183 okay အဲ့ဒီမှာအဲ့ဒီမှာကျွန်တော်တို့ကပြောမယ်ဆိုရင် ဒီမှာ၄ကိုဒီမှာ၄ကိုလို့သူကသွားဆိုင်နေတဲ့အတွက်၄ကိုကိုကျွန်တော်တို့ပိုဤအားထားကြရတော့ဖြစ်တယ်ပေါ့เนาะအဲ့တော့ကျွန်တော်တို့ကဟို၄ကိုနဲ့အရင်ကစားကြည့်လိုက်မယ်เนาะဟိုအားထားမယ်ကဏ္ဍကိုအပေါ်ကကစားမယ်เนาะဟုတ်လားအဲ့တော့၄နဲ့ဆိုတော့၄၁၄၈လေ3ဟုတ်ပြီနောက်ကက6 6 6 3အဲနောက်ကကျွန်တော်2နဲ့ပတ်သက်တာကျတော့ဒီမှာမရှိဘူးเนาะ မရှိတဲ့အတွက်ကျွန်တော်တို့ကဒီထိတ်လဲအောင်ရမယ်ဒီကောင်လဲအောင်ရမယ်ဆိုရင်ဒီ6ကွက်ဒါမှမဟုတ်ရင်ခုနပြောသလိုကျွန်တော်တို့အပေါ်အောက်ကစားမယ်ဆိုရင်1 1အဲမနော1 1 1 8 1 3နော်နောက်က6 1 6 8 6 3နော်ကိုတိကိုရှိကိုတုံ၄တိ၄ရှိ၄သုံးဆိုပြီးဒီလိုမျိုးရှိရနော်အဲ့ဒါတွေတော့ကျွန်တော်ထည့်မယ်ပြောတော့ဘူးနော်အပေါ်အောက်ကိုကိုဖါကိုတွဲကစားမယ်ဆိုလည်းကစားနော်အဲ့တော့ကျွန်တော်တို့ break line လေးပြောမယ် break line ကကျွန်တော်တို့မနေ့ကအတွက် break line က ဘာရတယ်လဲဆိုရခါကြတော့1 2 6ခွန် sorry ခွန်အဲ့မှာ1နှစ်ဒီကျွန်တော် main break တဲ့ကဲကောင်းပြီအဲ့မှာ1နှစ် main break ဆိုရင်ကျွန်တော်တို့ကပြန်ကြည့်မယ်ဆိုရင်အဲ့မှာဒီကပါလဲ9 9 3 9 3เนาะအဲ sorry အဲ9 3เนาะအဲ့တော့ကျွန်တော်တို့ဒီမှာပြန်ကြည့်မယ်1နှစ် break နဲ့ပတ်သက်လာဆိုရင်1နှစ် break က48 1 break မရှိဘူး63 ဒီနှစ်ကွက်ပဲရှိတယ်ဒါဒါတာ main ပရိတ်နဲ့เนาะအရန်ပရိတ်နဲ့ထိတာဆိုရင်ဒီကောင်ထိမယ်ဒီကောင်ထိမယ်เนาะအရန်ပရိတ်နဲ့ဟုတ်တယ်เนาะအဲ့တော့အဓိက main ဒီ၄ရှင်းနဲ့၉သုံးဖြစ်တယ်ဒုတိယအရန်ကွက်ဒီ၄သုံးနဲ့၉ရှင်းဖြစ်တယ်ကြံတာလေးတွေကတော့မိမိသဘောနဲ့မိမိထည့်ကစားပါဘောเนาะအဲတကယ်လို့ဒါမှမဟုတ်လို့ပြည့်ပြည့်စုံစုံမဲ့ငါတို့ကတွဲမယ်ဆိုရင်ဥပမာ tip rate ဆိုရင်ဒီမှာပါရှိတယ်လေဘာမှမရှိဘူးเนาะ tip rate မရှိနှစ်ပရိတ်နှစ်ပရိတ်က84ဆိုတာပါပြီးသွားပြီเนาะ 84 6ပြိတ်ကရော6ပြိတ်ကဘာမှမရှိဘူး6ပြိတ်မရှိဘူးအဲ complex က89ရောမပါနဲ့နော်43တော့မှပါတယ်နော်음အဲ့တော့ကျွန်တော်တို့ကနန်းကြံတာလေးတွေရောအရင်နည်းနဲ့ထိုးကြံနေထိုးပေါ့ဗျာဥပမာ11တို့18တို့အဲ13 13တို့နောက်တစ်ခါ61တို့68တို့အဲ63တို့ပေါ့နော်နောက်တစ်ခါအဲအဲ့လိုမျိုးထိုးကြည့်ပေါ့နော်ဒါလေးတွေကတော့ကျွန်တော်ကတော့ဟိုကြိုက်ရင်ထည့်ထိုးဖို့ကျွန်တော်ပြောခြင်းဖြစ်တယ်ဒီကနေ့ကတော့ကျွန်တော်ကြိုက်တာ၄၈နဲ့၉၃ လေးရှင်းနဲ့ကိုသုံးเนาะဒါကျွန်တော်ကြိုက်တယ်လေးရှင်းနဲ့ကိုသုံးကျွန်တော်ကြိုက်ပါတယ်เนาะနောက်တစ်ခါကျွန်တော်တို့မွေးပရိတ်ကညံကစားနေဦးမလားမသိเนาะလေးရှင်းနဲ့ကိုသုံးဆိုတော့နှစ်ခွန်မွေးပရိတ်ရရလဲเนาะဆင်းသွားတယ်အဲ့ဒီမှာကျွန်တော်တို့အခုအာတာချက်ကလေးကိုကျွန်တော်ထပ်ပြီးကြည့်မယ်ဆိုရင်เนาะခုန၄ရှစ်ကဲကျွန်တော်က၉ရှစ်ကဲ၉သုံးရင် အဲ့ဒီမှာ6ရှစ်ဆိုတာဒီတန်းလေးကမထွက်သေးရတော့6ရှစ်ဆိုတာလည်းမိုက်တယ်6ရှစ်ဆိုတာလည်းမိုက်တယ်အဲ့တော့ဒီ3ခွက်ထဲမှာတော့မှကျွန်တော်တို့နော်ဒီ3ခွက်ထဲမှာတော့မှကျွန်တော်တို့ပြောမယ်ဆိုရင်6ရှစ်နဲ့6ရှစ်ဒီအကောင်ဆုံးဖြစ်ပါတယ်လို့ကျွန်တော်ပြောခြင်းတယ်နော်ဒီကောင်လေးကလည်းပြတ်တော့ပြတ်ခဲတဲ့ရက်တွေကဟိုအများကြီးပိတ်ထားတဲ့ဖြစ်တဲ့အတွက်လည်း တကယ်လို့ထွက်ခဲ့ရင်တော့ဒီချိန်တော့ထွက်လေဦးမယ်ကျွန်တော်ထင်နေเนาะဒါကြောင့်မလို့၄ရှင်းနဲ့၉ရှင်းတီတော်တော်ကိုကျွန်တော်တို့ကောင်းတယ်လို့ပြောရမှာပဲဖြစ်ပါတယ်ဒါပေမဲ့ဒီဒီထဲမှာပါနေ၉တိတို့ဟုတ်လား၉တိတို့၄တိတို့ကလည်းဟိုဒီထဲမှာတော့ပါတယ်ပြိဋ္ဌာန်မညီလို့မထုတ်တာเนาะဒါလေးလည်းအရန်အင်းနဲ့ထည့်ထိုးပေါ့ဗျာเนาะနောက်တစ်ခါကျတော့ဒီမှာဒီဒီဒီတန်းနဲ့ဒီကောင်းနဲ့တော်တော်သွားကန့်ညီရေနော်သတိရထားနော်ကျွန်တော်တို့ဒီအောက်ဒီကောင်းအောင်းနိုင်နေနော်ဒီတန်းလည်းအောင်းနိုင်နေဒီတန်းလည်းအောင်းနိုင်နေနော်တရား အဲ့တော့နည်းနည်းလေးတတိထားကဲအဲ့တော့ကျွန်တော်ဒီကနေ့ကျွန်တော်ညံသွားရှိသလောက်ကိုစွမ်းရှိသလောက်ကျွန်တော်တင်ပြချင်တာတော့ဒီလောက်ပဲဖြစ်ပါတယ်အားလုံးနော်ဒီကနေ့မှကျွန်တော်တို့ဟိုဒုတိယရန်ကွက်ပေါ့နော်အဟိုဒုတိယတင်ကွက်ပေါ့ဒီလိုပြောရမှာပေါ့နော်ကျွန်တော်အရန်အရန်ကြံတာလေးလို့တင်ကွက်ကလေးကတော့ပထမတင်ကွက်ကတော့၃ကွက်နောက်တစ်ခါဒုတိယတင်ကွက်၄ကွက်ဆိုပြီးကျွန်တော်ပေးတယ်ကြံတာအရန်နေနဲ့ထိုးဆိုဟိုဘာပဲဖြစ်ဖြစ်ထိုးကြရတယ်လူတွေတော့နည်းနည်းများတော့ပေါက်ကြမှာပေါ့ဗျာနော်ကဲအော်ကွက်ကြည့်တော့မမီဘူးပေါ့ဟုတ်လား ကဲဘာဖြစ်ဖြစ်ကျွန်တော်တက်နိုင်ဆုံးတော့ကိုကျွမ်းညံညံရှိတော့တော့လုတ်ပြီးခဲ့ပါတယ်ဒီကနေ့လည်းကိုကျွမ်းညံညံညံရှိတော့ကျွန်တော်လုတ်ပြီးခြင်းပဲဖြစ်ပါတယ်အဲ့ပေါ်မှာကြိုက်ချင်ယူပါမကြိုက်ချင်မယူပါနဲ့နော်ကဲဒီကနေ့တော့ကျွန်တော်ရဲ့တင်ပြမှုတွေကဒီလောက်ပဲဖြစ်ပါတယ်အားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးကြာသရေနေ့မှာလည်းအောင်ပွဲများဆင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဗျာ